တုတ်ကွေးရောဂါဘာကြောင့်ဖြစ်ရတာလဲတုတ်ကွေးရောဂါဟာဗိုင်းရပ်စ်ပိုးကနေတဆင့်အများဆုံးကူးစက်ပြီးယောဂါပိုးဟာအသက်ရှူလမ်းကြောင်းထဲကိုဝင်ရောက်ပြီးကူးစက်ပါတယ်ယောဂါပိုးကူးစက်ခံရသည့်အချိန်မှစ၍တရက်မှ၄ရက်ကြာတွင်ယောဂါလက္ခဏာပြလာပါတယ်ယောဂါလက္ခဏာမပြမီတရက်မှစတင်၍ယောဂါလက္ခဏာစတင်ခံစားရပြီးနောက်9ရက်အထိအခြားလူတွေကိုယောဂါကူးနိုင်ပါတယ် တုတ်ကွေးမျိုးစားတွေကအများကြီးရှိနိုင်ပြီးတစ်နှစ်နဲ့တစ်နှစ်ဖြစ်ပွားတဲ့တုတ်ကွေးမျိုးစိတ်ချင်းလည်းမတူနိုင်ပါဘူးတုတ်ကွေးမျိုးစားကကွာခြားပေမဲ့ကလေးတွေမှာခံစားရနိုင်တဲ့လက္ခဏာတွေကတော့များသောအားဖြင့်တူတက်ကြပါတယ်နှာခေါင်းပိတ်ခြင်းလေချောင်းနာခြင်းချောင်းဆိုးခြင်းအဖျားကြီးခြင်းချမ်းတုံနေခြင်းခေါင်းကိုက်ခြင်းကိုယ်လက်ကျွတ်တာညောင်းကိုက်နာခြင်းခြင်းမအီမတာဖြစ်ခြင်းစားတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ် ကလေးတွေတုတ်ကွေးမဖြစ်စေဘူးဘလို့ကာကွယ်မလဲအသက်ငယ်တဲ့ကလေးတွေမှာကိုခံအားနည်းတဲ့အတွက်လူကြီးတွေထက်ပိုပြီးဖျားနာနိုင်ခြေယောဂပိုကူးဆက်နိုင်ခြေပိုများပါတယ်အရွယ်ငယ်သေးတဲ့ကလေးတွေအထူးသဖြင့်အသက်နှစ်နှစ်အောက်ကလေးတွေမှာတုတ်ကွေးကူးဆက်နိုင်ခြေမြင့်တဲ့အပြင်တည်ဆုံးနိုင်သည့်အထိယောဂလက္ခဏာပြင်းထန်နိုင်ပါတယ်ကာကွယ်ဆေးထိုးထားတဲ့ကလေးတွေက အသက်6လကနေ9နှစ်အတွင်းကလေးငယ်တွေအဆုတ်ကျန်းမာရေးမကောင်းတဲ့ကလေးတွေ နှလုံးကျန်းမာရေးအားနည်းတဲ့ကလေးတွေကိုခံအားနည်းတဲ့ကလေးတွေကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေ HIV ပိုးကူးဆက်ခံထားရတဲ့ကလေးတွေစီးချိုရောဂါရှိနေတဲ့ကလေးတွေကြောက်ကက်ကျန်းမာရေးမကောင်းတဲ့ကလေးတွေအဝလွန်နေတဲ့ကလေးတွေတွေးအားနည်းရောဂါရှိတဲ့ကလေးတွေမဖြစ်မနေဒုက္ခကွယ်ဆေးထိုးထားတင်ပါတယ်ဒုက္ခကွယ်ဆေးဘလို့အလုတ်လောက်တာလဲ တုတ်ကွေးယောဂါကနေအထီရောက်ဆုံးကာကွယ်ပေးနိုင်မဲ့အလွယ်ကူဆုံးနည်းလမ်းကတော့တုတ်ကွေးကာကွယ်ဆေးထိုးခြင်းပဲဖြစ်ပါတယ်။ကာကွယ်ဆေးထိုးလိုက်တဲ့အခါခလေးရဲ့ကိုခန်းအားနဲ့တွေ့သွားပြီးတုတ်ကွေးဗိုင်းရပ်စ်တွေကိုတိုက်ထုတ်ဖို့ antibody တွေထုတ်လုပ်ပါတယ်။တကယ်လို့တုတ်ကွေးကူးစက်ခံရတာခါခန္ဓာကိုယ်ရဲ့ကိုခန်းအားကတုတ်ကွေးကိုခုခံတိုက်ထုတ်ဖို့အသင့်ဖြစ်နေပါပြီ။တုတ်ကွေးကာကွယ်ဆေးထိုးထိုးပြီးချင်းအာနိသင်ပြလား။ထိုးပြီးတာနဲ့ချက်ချင်းတုတ်ကွေးကိုမကာကွယ်ပေးနိုင်သေးပါဘူး။ ကာကွယ်ဆေးထိုးပြီးနှစ်ပတ်ကြာမှစလို့အာနီတင်ပြမှာပါတုတ်ကွေးကာကွယ်ဆေးကဘယ်ရွယ်မှာစထိုးလို့ရလဲကလေးသက်6လပြည့်ပြီဆိုတာနဲ့စထိုးလို့ရပါပြီပထမဆုံးအကြိမ်တုတ်ကွေးကာကွယ်ဆေးစထိုးတဲ့နှစ်မှာတော့တလချာပြီးကာကွယ်ဆေးနှစ်ကြိမ်ထိုးဖို့လိုပါမယ်နောက်နှစ်တွေမှာတစ်နှစ်တစ်ကြိမ်သာထိုးရင်ရပါပြီတုတ်ကာကွယ်နိုင်မဲ့ရိုးစင်းတဲ့နီလန်းတွေတုတ်ကွေးကာကွယ်ဆေးထိုးပေးပါ အသက်6လနဲ့အထက်ကလေးတိုင်းကိုတုတ်ကွေးကာကွယ်ဆေးနှစ်စင်ထိုးပေးဖို့လိုအပ်ပါတယ်။အသက်6လမပြည့်သေးတဲ့ကလေးတွေကတော့တုတ်ကွေးကာကွယ်ဆေးထိုးပေးလို့မရသေးတဲ့အတွက်မိဘတွေကလေးကိုပြုစုစောင့်ရှောက်တဲ့အနီးအနားမှာရှိနေတဲ့မိသားစုဝင်တွေကထိုးထားဖို့လိုအပ်ပါတယ်။မိသားစုဝင်တွေမှာတုတ်ကွေးဖြစ်နေတယ်လို့တန်တရားရှိရင်တော့ကလေးနဲ့နီးနီးကပ်ကပ်နေတာမျိုးမလုပ်သင့်ပါဘူး။လက်ကိုသေးချာဆေးကြောပါ။ လက်ဆေးတဲ့အလေးအကျင့်ဟာကလေးတွေကို အေးအေးမိဖြားနာကူးစက်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။မတန့်ရှင်းတဲ့လက်နဲ့ပစက်နှာခေါင်းထဲထည့်မိတဲ့အခါထမင်းစားမိတဲ့အခါမှာလက်မှာရှိတဲ့ယောဂပူးမွားတွေကကူးစက်ဝင်ရောက်လာပါတယ်။လက်ဆေးတဲ့အခါမှာဆက်ပြတိုက်ပါဆက်ပြတိုက်တဲ့အခါမှာအမြုပ်ထအောင်တိုက်ဖို့အရေးကြီးပါတယ်။လက်ချောင်းကြလက်သေးကြလက်ဖမိုးနေရာအနှံ့ကိုဆက်ပြနဲ့နှံ့ဆက်အောင်တိုက်ပေးပါ။ အ ਨੇ ဆုံးစက္ကန့်20တိုက်ပြီးသွားပြီဆိုတော့မှရေနဲ့ဆက်ပြာတွေပြောင်းစင်အောင်စီးကြောပါ။တန်ရှင်းတဲ့လက်တုပ်ဘွားနဲ့လက်ကို6အောင်တုပ်ပါ။အပြင်ကပြန်လာတဲ့အခါနဲ့ဘဲရဝိတ္ထုကိုမဆူကင်တွယ်ပြီးတိုင်းလက်ကိုတေချာစီးကြောဖို့အတွက်အလေးချစ်လုပ်ထားပေးပါ။လက်ကင်ဘွားကိုအသုံးပြုပြီးချောင်းဆိုးပါ။လက်ကင်ဘွားနဲ့ပစက်အုပ်ပြီးချောင်းဆိုးနာချေတဲ့အခါမှာကို့မှာရှိတဲ့ယောဂပိုးတွေကိုသူများတွေစီမကူးဆက်နိုင်တော့ပါဘူး။ ဒါကြောင့်ကလေးတွေကိုချောင်းဆိုးနာချေတဲ့အခါလက်ကင်ဘဝဒါမှမဟုတ်တရှုနဲ့ပစက်ကိုအုပ်တဲ့အလေးချင်းကိုလုပ်ပေးထားပါ။ကျမ်းမာရေးကိုဂယုစိုက်ပါ။ကြေဝစွာအနာယူပါ။အာဟာရပြေဝအောင်စားပါ။တကိုရေတန့်ရှေးဂယုစိုက်ပါ။လူစုလူဝေးကိုရှောင်ပါ။